အားလုံးပဲမင်္ဂလာပါအငင်းမြ Education မှာယနေ့တင်ချမဲ့တင်ချိုင်းလန်ဆင်ကတော့ G5 တင်ရအခန်း16ရဲ့ Lesson 34ပဲဖြစ်ပါတယ်ဆရာတို့စီမြင့်နှစ်ကိုဆက်လက်လေ့လာလိုက်ရအောင်ပါစီမြင့်နှစ်မှာဆိုရင်ပိထသောဂုံတတိတိဖက်ဆက်ရဂုံတတိပဲဖြစ်ပါတယ်ရှင်းနှလုံးတွင်ခတ်နောက်ကလာဖက်ဆက်ခြင်းမှာနောက်ကိန်းနှလုံးတွင်ခတ်ရှေ့ကလာဖက်ဆက်ခြင်းပဲဖြစ်ပါတယ်တန်ဖို့အစားသွင်းမယ်ဆိုရင်4/5 into 2/3 into 1/2ပဲဖြစ်ပါတယ်။ဂွင်းနေက flushing ကိုဖြည့်ရှင်းတဲ့အခါမှာ 8 by 50မှာဖြစ်ပါတယ် into 1 by 2ပါ2တလီ2ပါ2လေးလီ10ပါရရှိလာတော့တန်ဖိုးသည်4 by 50မှာဖြစ်ပါတယ်နောက်ကိန်းနှလုံးခွင်းကတ်ခြင်းနဲ့ဖြည့်ရှင်းပါမယ်စာကေတန်ဖိုးသည်4 by 5ပါထိုင်းကေတန်ဖိုးသည်2 by 3ပါစကွဲတန်ဖိုးသည်1 by 2ပါရှေ့ကိန်းတန်ဖိုးသည်4 by 5ပါ ဝင်းနေကဂိမ်းကိုဖြည့်ရှင်းတဲ့အခါမှာ1 by 3ပဲဖြစ်ပါတယ်။ရရှိလာတော့ဖြည့်သည်လေ4 by 50ပဲဖြစ်ပါတယ်။ထို့ကြောင့်မြောက်ချင်းသည်ဖက်ဆက်ရဂုံတတိကိုပြည်လဲစေပါတယ်။ယနေ့တင်ကြားပေးခဲ့တဲ့တင်ကြားရေးလမ်းစဉ်ကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ရှင်လန်းချမ်းမြေ့ကြပါစေဗျာ။